္ဂလာပါနော်။မျိုးမိသားစုပေါင်းတို့ရေမျိုးဖက်မီ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်နော်။ဒီကနေ့မှလည်းစာရေးဆရာမကြီး channel ကျော်မမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးကို အပိုင်း၁၈အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖက်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ရင်းနှင်းအောင်မွေးအပိုင်း၁၈ကိုကျော်ဦးသည်ကိုမြင့်သူဘက်သို့မျက်နှာပြူလျက် တင်ပြင်ချိတ်ထိုင်ကစီပြင်းလိတ်ကြီးကိုခဲ၍ပချိုင်ကြီးခွက်ဝင်းနေအောင် ပြုံပြုံချင်းလုံနေသည်ကိုမြင့်သူသည်ကိုကျော်ဦး၏မျက်နှာကိုကြည့်ပြီးအနေရခက်ခါရှက်ပြုံပြုံနေသည်ဘာပြုံးတာလဲကွကိုခိုးဦးကရောဘာဖြစ်လို့ပြုံးတယ်လဲကိုကိုဦးရဲ့သိရင်လည်းမလောက်ပါနဲ့ကိုကျော်ဦးသည် အောင်ဤသားသမျှအာရပါရဟာတိုက်ပြီးမှ ဘာတိရလဲကွဟုဆိုလိုက်၏ထို့နောက်မချုံမချင်းမျက်နှာပြေးဖြင့်ကိုမြင့်သူကိုဆိုင်ကျင်နေသည်မော်ပြောပြလို့ကျွန်တော်အကြောင်းအားလုံးသိကုန်ကြပြီမဟုတ်လားကိုကျော်ဦးသည်ခက်တီတီနဲ့ပြောပြီးအင်းမော်နဲ့တော့တခုခုဖြစ်ပြီဟုစိတ်ထဲ၌ဒိတ်ကနေဖြစ်ကားမျက်တောင်တစ်ဖြက်ဖြက်ခန့်လျက်တွားဖြဲ၍ရေနေသည်ကျွန်တော်စိတ်ကိုမထိန်နိုင်မဲ မောဟိုချင်မီကြောင့်ပြောလိုက်မိတဲ့ကိုကိုဦးရဲ့ကိုကျော်ဦးရဲ့တမ်းမှာတော်တော်နဲ့အပြင်းမတက်ချင်ဦးတက်မတက်ရဲမိချင်းကြောင့်အတော်စူးစားပြီးအချိန်တန်ယူရသည်ဟာကောင်ငါဘာတခုမှသိတာမဟုတ်ဘူးမင်းကိုအေ့ယုံအေ့နေတာကွလက်စာတက်တော်အရေးထဲမှာကိုကိုဦးကလည်းဗျာကိုမြင့်သူသည် သူကစာရွေးပြောမိသည့်အဖြစ်ကိုရေကူမှရိမ်မိကား အိမ်တွင်ဆယ်၍မရတော့ပဲသူ့ပါဝိုင်းရတော့သည်မင်းမပေါ်လာကြဲကငါထင်သားပဲတခုခုကြောင့်ပဲဆိုတာအမလည်းဘာမှဒီကိစ္စမသိတော့အတွေ့ရခက်ပြီးငါလိုက်လာတာဂိုင်းစူးစမ်းမအောင်ဘဲတော့မဟုတ်ဘဲမပြောလိုက်တာလေစာမေးဝဲဖြေပြီးတဲ့နောက်ဆုံးနေပဲမဟုတ်လိုက်ပို့ရင်ကမလာသေးတာကားကိုစောင့်နေခိုင်းမှာကျွန်တော်စကားပြောရင်းမှာပဲပြောရင်းပြောရင်းလွန်းသွားတယ်စိတ်ကိုထိမ့်မရတော့ဘူး ကျွန်တော်ဘလောက်ချစ်မိတယ်ဆိုတာကိုဖွင့်ပြောမိတဲ့အဖြစ်ကိုရောက်သွားတယ်။မင်းပြောတော့မောကဘာပြန်ပြောတယ်လဲ။ကိုကျော်ဦးအတန်ဒီစိတ်အားထက်သန်ခြင်းဖြင့်မြန်နေလျက်မျက်လုံးများမှာတောင့်လဲနေသည်။မောမှာအဲ့ဒီလိုစိတ်မျိုးမရှိပါဘူးတဲ့။မောဝမ်းနေပါတယ်တဲ့။အဲ့ဒါလို့ပြန်ပြောတော့ကျွန်တော်ပြောမိတာနောင်တရလို့မဆုံးပါဘူးကိုကိုဦးရဲ့။ကျွန်တော်အမှားပါပဲ။ကိုမြင့်သူမျက်နှာမှာညှို့ကြသွားလျင်ဝမ်းနေဟန်ပေါ်လာသည်။ ိုကျော်ဦးသည်ကိုမြင့်သူကိုမျက်မှောင်ကြည့်ကိုလည်းရဲ့ပြန်ပြောသည်မင်းပြောတာဘာဖြစ်လို့မအောင်ပါလဲကွာမားတလားမမားတလားကျွန်တော်လဲမလာရဲတာပဲကြည့်တော့လေကျွန်တော်ပြောတာအချိန်တိတ်စောသွားသလားမသိပါဘူးမစိုးပါဘူးကွာကိုမြင့်သူသည်ကိုကျော်ဦးကိုစိုက်ပြီးကြည့်လိုက်သည်ဒီမှာကွာငါပြောပြမယ်နားထောင်ပါဦးမင်းကငါပြောဘူးတယ်မဟုတ်လားဒီကိစ္စကမလွယ်ဘူးဆိုတာလေ ဒီမိန်ကလေးမျိုးကတမျိုးกว่าသူ့မှာဒီစိတ်မျိုးမရှိပါဘူးဆိုတာဟုတ်မယ်ဒါအမှန်ပဲဒါပေမဲ့မရှိဘူးဆိုတာกว่าမရှိသေးတာဖြစ်ရမယ်ဒီလိုလေးกว่าအိတ်ချင်အောင်စောင်းနေတာမဟုတ်ဘူးအိတ်ပြောနေတာအိတ်ပြောနေတဲ့စိတ်ကိုနှုတ်ပြရမယ်กว่าအပြောတာမှသွားတယ်စို့သွားတယ်လို့ငါကတော့မယူဆပါဘူးမင်းသူ့ကိုပြောလိုက်တာသူ့စိတ်ကိုချိုးလိုက်တာမျိုးပဲဒါအဆအပဲရှိသေးတယ် အခုမှစလုံးရေးစသေးတာမဆုံးသေးပါဘူးကွကိုမြင့်တူဤအမူအရာမှာအားတက်သရောမရှိဘဲမှိုင်ငင်းမြဲမှိုင်ငင်းနေသည်ကိုကျော်ဦးသည်ငီးမှိုင်နေသောကိုမြင့်တူဤပေါင်ကိုလှမ်းပုတ်လိုက်သည်ဟဲ့အောင်မင်းဒီကိစ္စကြီးပြီးဆုံးပြီအဆုံးသတ်ပြီဆိုပြီးတော့ရင်ခွဲနာကြနေသလားဟမ်ဟုတ်လားမပြီးလို့နောက်တစ်ခါကျွန်တော်ဘလို့လုပ်ပြီးဆက်ဖို့ပြောဖို့လမ်းရှိတော့တယ်လေလမ်းမှမရှိတော့ဘဲ အမေမင်းနဲ့ကွာဒါဟာလမ်းဆုံးမဟုတ်ပါဘူးအခုမှလမ်းပေါက်ဖို့စကားရှိသေးတာပါဒီမှာဒီလိုလို့ကွာငါအကြံပေးမယ်ဒီကိစ္စဖြစ်မြောက်ဖို့ကဒီမင်းကလေးမျိုးနဲ့ကမင်းတယောက်တည်းနဲ့ဖြစ်မှာမဟုတ်ဘူးအမအိုသာကက်အမအိုမင်းကိုယ်တိုင်ဖွင့်ပြောပြအဲ့ဒါမှဖြစ်မယ်အမကတော့ဒီကိစ္စလုံးဝမသိသေးဘူးကိုမြင့်သူသည် ကိုကျော်ဦးမျက်နှာကိုမောကြည့်လိုက်သည်မျက်လုံးပြင့်သားဆိုင်ကြည့်နေလျက်နှုတ်ကောင်းမှုဘာမှမပြောနိုင်ပဲဖြစ်နေသည်ဘဲနဲ့လေငါအကျန်ကျွန်တော်မပြောဝင်ပါဘူးကိုကိုဦးရပြောတော့ကြည့်ကြည့်မရဘလို့တက်နိုင်ပါလဲမင်းကလည်းကွာခက်ပါပြီနဲ့တော့ဒီကိစ္စကိုအမအများကြီးဆောင်ရွက်ပေးနိုင်တယ်မော့ရဲ့အခြေအနေကတိပြင်းမင်းကလေးနဲ့မတူတော့သူ့စိတ်ကပါပြီပဲထောင်းသူ့မှာအမေးရှိသေးတယ်ဒီမေမသိပဲမပြီးပဲ ဘာမှလုံးမဲ့မင်းကလေးမဟုတ်ဘူးဆိုတာမင်းမသိဘူးလား။နောက်မင်းပဲကြလဲမင်းဘိုးကြီးနဲ့အဖွားကြီးကိုတနေ့ကျရင်အမပဲနားပေါက်ပေးရမှာပဲမဟုတ်လား။ဒီကိစ္စမှာအမမော့မေမေကိုမင်းချောင်းပြောပြီးတော့အတန်တန်တိုက်တွန်းသွားရင်ငါထင်နေမင်းကိုတော့မော့မေမေကမငင်းတန်ရပါဘူး။သူ့အမေကသဘောတူရင်လူကြီးမိဘစကားနားထောင်မှာပေါ့ကွ။ကိုမြင့်သူဒီငိုင်ကြသွားသည်။ ်မော်ဤသဘောဆန္ဒအလျောက်မဟုတ်ဘဲလူကြီးမြွများကတဆင်ဖြစ်ရမည် ဆိုခြင်းကိုပဝင်မကြခြင်းသူကိုယ်တိုင်ဖွင့်ရတောင်းဆိုခြင်းဖြင့်မောကသဘောတူကပေးအမိမောဤမြတ်တော်ကိုသာလိုလားလျက်မြန်နိုတန်ဖိုးတားသည် အချစ်နှင့်ပတ်သက်၍ဤသူလူကြီးများနှင့်တဆင့်ကိန်းသည်ဤကိုမကြိုက်ခြင်းဟဲ့အောင်ပြောပါဦးကဘာမှိုင်းနေတာလဲသူကမှကျွန်တော်မြတ်တော်စိမ်မပေါ်ဘဲနဲ့လူကြီးတွေကိုကတ်ရမှာကျွန်တော်မကတ်ချင်ဘူး အဲ့ဒါကြောင့်မင်းကိုသဘောပေါအောင်ငါအတန်တန်ပြောနေတာမော်ဟာအချားမင်းကလေးတွေနဲ့မတူပါဘူးဆိုမှပဲကွာဒါဟုတ်မင်းသဘောပေါက်မှာပေါ့လူကြီးတွေကဲဆိုတာသူကလက်မခံလို့ဒီမင်းကလေးရဲ့စိတ်နဲ့ဇယိုက်ကညင်းဆန်နေလို့ရတဲ့နီးနဲ့တိမ့်ပိုက်မဲ့သဘောမျိုးမှမဟုတ်ပဲကွာလူကြီးကသဘောမတူဘဲဘာမှလုံးမဲ့ပြောမဲ့မင်းကလေးမျိုးမဟုတ်တော့တာလူကြီးကိုပဲအရင်စပြောအောင်ပါပဲလူကြီးတွေကသဘောတူပြီးသူ့ကိုနားချ အဲ့ဒီအခါမှာ तू ကသူ့မှာဒီစိတ်လုံးလုံးမရှိပါဘူးဆိုပြီးဇွန်ညင်းနေရင်တော့သူ့မှာအပြိုကြီးဇာတာပါလို့ဒါပဲမှတ်တော့ကွာကိုမြင့်သူမှာ အားတက်ဟန်မရှိပဲငြိမ်သက်ဆဲပင် ဖြစ်နေသဖြင့်ကိုကျော်ဦးက အားမလို့အားမရဆက်ပြောပြန်သည်မိဘစကားကိုမငင်မဲနားထောင်ရင်မင်းကို तू ချစ်လို့ပဲမှတ်ပါဒီပုံစံမျိုးဟာဒီအတိုင်းပဲတိတ်အချက်ကြီးတဲ့မိန်းကလေးမျိုးတိတ်အင်တွေကြီးတဲ့မိန်းကလေးမျိုးဟာအဲ့ဒီပုံစံမျိုးနဲ့အိမ်အောင်ကြတတ်တာပဲ။ ဘေးကပျော်ပြီဆိုပေမဲ့လူရှိမှလည်းသူ့မြေတာနိုးလာလိမ့်မယ်လို့ငါထင်တယ်။သူ့အတွက်အမကိုအောင်းသွေးလောက်ခိုင်းမှဖြစ်မှာကွာ။ဘယ်နဲ့လဲ။ကိုမြင့်တူမှဤကိစ္စအတွက်ကြီးကြီးမားမားတစ်ဆင့်ကြိုးပမ်းရန်လည်းဖြစ်နိုင်မည်မဟုတ်ဟုထင်နေသည်။ကိုကျော်ဦးကပဲနဲ့လေဟူမင်းနေသည့်တိုင်ကိုမြင့်တူးသည့်အင်းမလုံအဲမလုံဖြစ်နေလေသည်မင်းအမအောင်ဖွင့်မပြောခြင်းဘာလို့မလဲအခုတိုင်မဲ့အချက်နာကြနေတော့မှလားကိုမြင့်တူးသည်ဘာမှအပြစ်မပေးဘဲငြိမ်မြဲငြိမ်နေသည် ကိုင်းမင်းတို့ကအခုမင်းမင်းမင်းမောကိုလက်လျှော့လိုက်ပြီလားမင်းပြောင်းနိုင်သလားအဲ့ဒါပဲပြောစမ်းပါကွာကျွန်တော်ဘလို့မှမောကိုမင်းပြောင်းလို့ရနိုင်မှာမဟုတ်ပါဘူးကိုကိုကျွန်တော်အဲမှာဆွဲနေတာကျွန်တော်ဘလို့နည်းနဲ့မှမမရပါဘူးကျွန်တော်ကတော့ဒုက္ခပဲဒါပြင်လည်းငါပြောတဲ့လမ်းကိုမင်းလိုက်ပါအမြန်တော့ဘယ်နည်းနဲ့မှမဖြစ်ဘူးကွာအချိန်တော့ဆောက်အောင်ပါပဲအမကိုမင်းဖွင့်ပြောရင်ဒီကိစ္စက လမ်းစာပေါ်လာမှာပဲအမသဘောတူမှာပဲငါထင်နေငါမသိကြအောင်စောင်းနေမယ်မင်းရမင်းအမကိုလာပြောဟုတ်ပြီလားကိုကျော်ဦးတိုက်တွန်းချက်ကြောင့်ကိုမြင့်သူမှာဖြစ်နိုင်လို့ဖြစ်နိုင်ညာသဘောထားပြီးဝန်ခံလိုက်ရသည်ကောင်းပါပြီကိုကိုကျွန်တော်ជីជីမေကိုပြောကြည့်ပါမယ်မင်းဖိုးကြီးနဲ့အဖွားကြီးရောဘယ်လိုနေမလဲဘယ်လိုမင်းတင်တယ်လဲဒါကတော့ကျွန်တော်မစိုးရိမ်ပါဘူး ကျွန်တော်သိချစ်တော့ကျွန်တော်တနည်းဖွင့်ပြောရင်သဘောတူကြမှာပေါ့ကိုကျော်ဦးသည်စေပြင်းလေးပြားကိုခါချရင်းသူ့ကောင်းကိုခက်ဆက်ဆက်ငိမ့်လိုက်သည်အေးကွာငါလည်းဒီလိုပဲထင်တာပဲတနည်းကွာမော့မေမေကကျင်းတ်တယ်ဆိုပါတော့မောကလည်းမင်းကိုမြစ်တာမျှပြီဆိုပါတော့တကယ်လို့များမင်းဖိုးကြီးနဲ့အဖွားကြီးကသဘောမတူဖြစ်နေရောအဲ့ဒါတော့မင်းစိတ်ကောင်ကအခုကကြိုတင်းပြီးတော့တည်တည်ချာချာသိထားခြင်းနဲ့ပျော်စံကွာ ကိုမြင့်သူသည်ပြုံးလျက်အေးစေးစွာပြန်ပြောသည်ဒီပြဿနာမပေါ်ပါဘူးကိုကိုဦးရဲ့ကျွန်တော်ပြောပြရင်မရမရှိပါဘူးရပါတယ်တကယ်လို့ကွာတကယ်လို့တကယ်လို့ကိုကျော်ဦးမှာစိတ်မချပြီးတကယ်တို့ထပ်ဆင်ကမေးနေသည်တကယ်လို့များလူကြီးတွေကသဘောမတူခဲ့ဘူးဆိုရင် ကျွန်တော်ဘယ်နည်းနဲ့မှနောက်မဆုတ်ပါဘူးစိတ်သာချပါ ကျွန်တော်ဂရိပေးပါတယ်ကျွန်တော်ဆရာသမားလမ်းစဉ်ကိုကျွန်တော်လိုက်မှာပေါ့ ဒါပဲပေါ့ကွာကိုကျော်ဦးဒီသူ့ပေါင်ကို ပြင်းပြင်းရိုက်လိုက်ခါ အာရနှစ်ချိုက်စွာပြန်ပြောလိုက်သည်အမလီဟဲ့အခုမှပေါ်လာတော့တယ်မောင်မြင့်သူရဲ့လာလာလာထိုင်းအိမ်မော်တို့တက်လာတော့ကိုမြင့်သူကိုជីជីမေကဝမ်းသာအာရစီခေါ်သည်ជីជីမေသည် နနက်စာစားပြီးအိမ်ရှိနိုင် ဖြာကင်းကတည်းအိမ်မီပြူကိုကိုမြင့်သူပေါက်လာသဖြင့်ဝမ်းသာအာရကုန်းထစီချိုသည် မြုပ်ချက်သားကောင်းလို့မောင်ကျော်ဦးကိုတနေ့ကလွတ်လိုက်ရတယ်။စာရင်းကြည့်နေလို့ဆိုဟိုရင်ကအမိကိုလည်းစာမေးဝဲပြီးတာနဲ့တခါတည်းမလာတော့ဘူးလို့ကြီးကြီးမေရောက်တိုင်းပြောဆိုနေတာပဲ။ကိုမြင့်သူသည်ကလထိုင်၌ဖြင်းလေးစွာဝင်တိုင်း၏။ကြီးကြီးမေသည်ဟောင်းဖွာဟောင်းဖွာပြောရင်းမှမျက်စိမျက်နှာပြက်နေသောကိုမြင့်သူ၏အမူအရာကိုမြင်မိခြင်းကြောင့်သူစိတ်ထဲ၌အမူအရာပြက်ပါတယ်ဟုထင်လိုက်မိသည်။ကျွန်တော်ပျောက်သွားတာမဟုတ်ပါဘူး။ ကျွန်တော်လာချင်ပါတယ်ကြီးကြီးမေရဲ့ဒါပေမဲ့ကိုမြင့်သူသည်ရှေ့မဆက်ဖဲရထားပြီးမျက်နှာကိုငုံချကာကလထိုင်လျံကိုလက်နှင့်တပုတ်တဲပုတ်နေသည်ကြည်ကြီးမေဒီအန်အားတင်လျက်ကိုမြင့်ထူးကိုခြေဆောင်ကောင်းဆောင်အပြန်ပြန်ကြည့်ကမျိုးလုံးမျက်စံပြူမိလိုက်သည်ဟေးမောင်မြင့်ထူးဟွန်းဘာဖြစ်လို့လဲဦးရောကြည်ကြီးမေ ကိုမြင့်တို့သည်တိတ်ဆိတ်နေသည့်အိမ်အခြေအနေကိုမင်းမြန်ကြည့်သည်မင်းဦးဦးဟာဘုံကြီးကြောင်းသွားပြီလေညနေမှပြန်ရောက်မယ်ကလေးတွေကကြောင်းမှာအနေအားမတို့အိမ်ကိုပုံရည်ကြီးသွားပို့တာမလာသေးဘူးစိုးစမ်းမအောင်မောင်မြင့်တို့ရဲ့ဘာများလေးကွယ်ကျွန်တော်မလာတာကျွန်တော်မှအပြစ်ရှိလို့ပါကြည်ကြည်မင်းဖျားကြီးဘာအပြစ်လဲကွယ် ိုမြင့်သူသည်ជីជីမိအကဲကိုကြည့်ခြင်းအပြင်ကိုကြုံမပြောဘဲနေခြင်းကိုရိပ်မိသွားသည်မျက်နှာမကောင်းမဲခက်လေးလေးပင်ပြောသည်ကျွန်တော်မှရှိတဲ့အပြစ်ကမို့ကျွန်တော်ချစ်လွန်းလို့ချစ်တဲ့အကြောင်းကိုလေစိတ်မထိန်နိုင်မဲလှုပ်ခနဲပြောလိုက်မိတဲ့အဖြစ်ပါပဲ။အိုးဘယ်တော့ဟာជីជីမိသည်အံ့ဩကြီးစွာဖြင့်ပြောလိုက်ပြီးသူကလထိုင်ကို ကိုမြင့်သူအနာတို့ကတ်အောင်ဆွဲရွှေလိုက်သည်။ မော်စာမီဝဲဖြေတဲ့နောက်ဆုံးနေရပါပဲ။ကျောင်းမှာကျွန်တော်ဒီစကားကိုပြောမိပါတယ်။ဟမ်ငါလည်းမသိပါကလား။ဒီအကြောင်းကိုမော်ကလည်းမပြောဘူး။အမိကလည်းမပြောပါကလား။အန်အားတင်ရဲ့မျက်လုံးဝိုင်းနေသည်။မော်ကသူ့ကိုမပြောရင်းရှိသေးတော့ဒေါ်စောမီကကြည်ကြည်မေးသည်။ပုံမိုး၍မပြောခြင်းမှာစဉ်းစားစရာအံ့စရာဖြစ်နေ၏။မော်ကမပြောဘဲဖုန်ထား၍များဒေါ်စောမီမသိနေရောသလားဟုစဉ်းစားသည်။ မော်ပြန်ပြောမပြောကိုတွက်ဆကြည့်ရာတွင်ပြန်ပြောသည့်ဘက်ကသာခိုင်မာနေသည်ကျွန်တော်မျက်နှာမပြရဲလို့မလာတာပါကြည်ကြည်မေကိုမြင်သူသည်ခေါင်းပြန်ငုံနေသည်နီးစမ်းမဩမင်းပြောတော့မောကဘာပြန်ပြောတယ်လဲသူ့မှာဒီလိုစိတ်မျိုးမရှိပါဘူးတဲ့အေးဟုတ်ပြီကြည်ကြည်မေသည်ဤသို့ပြောပြီးကိုမြင်သူကိုမျက်တောင်တစ်ဖြက်ဖြက်ခတ်ကြည့်နေသည်ကြည်ကြည်မေကျွန်တော်မောကိုချစ်တယ် ။စာမြင်ကလေးကကျွန်တော်မျက်လုံးထဲကဖြောက်လို့မရဘူး။ကျွန်တော်တကားမှဒီလိုမဖြစ်ဘူးပါဘူး။ဟုတ်တော့ကိုမြင့်တို့သည် သူအားငငယ်ကြီးဆိုင်ကြည့်နေသောကြီးကြီးမေကြီးမျက်နှာကိုစိုးရင်ကြီးစွာပြန်ကြည့်ပြီးမေးလိုက်သည်။ဘာဖြစ်လို့လဲ။ကြီးကြီးမေသဘောမတူလို့လား။ကြည်ကြီးမိသည်ကြောင်တောင်တောင်မျက်လုံးများဖြင့်ကိုမြင့်သူကိုတစိမ့်စိမ့်ကြည့်နေသည်တထင်ကအတွင်သူ တွေးလိုက်သော အတွေ့တို့သည်ခြားခြားလည်နေသောရင်ထဲ၌လှောက်ရှားနေသည် ကျွန်တော်မိတာကိုပြောပါအောင်ជីជីမေជីជីမေထံမှစကားပြန်မရသဖြင့်တထိတ်ထိန်နေဖြစ်နေသည်သဘောမတူလားជីជីမေကိုမြင့်သူကထံမိသည်တူပါသကောတော်ជីជីမေနှုံမှလွတ်ခနေထွက်သွားသည်ကိုမြင့်သူ၏မျက်နှာမှာကြည်သွားကရှုံးလဲလာသော မျက်လုံးများဖြင့်ဝမ်းသာလုံးဆိုသွားသည်ကျွန်တော်ကជីជីမေသဘောမတူဘူးလားလို့စိတ်ပူလိုက်တာជីជីမေရဲ့ ကြည်ကြည်မေသည်သူပါစံမှလှုပ်ကနေထွက်သွားပြီးမှသူဟာသူမထိန်နိုင်မှန်းပြန်စင်းသားကတဟာဟာရေလိုက်သည်ကြည်ကြည်မေတူတာကိုပြောမိတာလေကြည်ကြည်မေသည်ပြောပြီးဟဲပပက်ပြန်ရနေသည်ကိုမြင့်သူသည်ရင်ထဲ၌အတော်ကြီးချမ်းသာရာရသွားကစကားတွက်လာသည်ကျွန်တော်တိတ်လာချင်တာပဲကြည်ကြည်မေရဲ့လာလဲမလာဝင်ဘူးစိတ်လဲမချမ်းသာဘူးမအိတ်နိုင်မစားနိုင်နဲ့မမေတို့မရိပ်မရအတော်ကိုပဲစူးစမ်းပြီး အိန္ဒြေမပြတ်အောင်နေရပါတယ်။ជីជីမေသည်ကရုဏာဖြစ်မိသောမျက်လုံးများဖြင့်ကိုမြင့်သူအာငေးဆိုင်နေမိသည်။ကိုမြင့်သူကိုကိုကျော်ဦးနှင့်မချတားတယောက်ကဲ့သို့အမတ်ထား၍ချစ်ခဲ့ရသည်။ကိုမြင့်သူ၏စိတ်တော်နှင့်အချင်းစာရိတာကိုသဘောကျခဲ့သည်။ကိုမြင့်သူမှာ ကိုကျော်ဦးနှင့်လုံးလုံးမတူပဲအလွန်အေးဆေးကတိမ်မွေးတည်ကြည်ယူသားခြင်းကြောင့်နှစ်သက်လွန်သောစိတ်ဖြင့်ကိုသားပဲဖြစ်ပါစေတော့ဟုဤစိတ်မျိုးအခါခါဖြစ်ခဲ့ပူသည် မော့ကိုလည်းမြင်မြင်ချင်းတမီလေးတယောက်ကဲတို့ချင်းမိသည် မော့ဤအသည့်အလိမ်မှာယဉ်ကျေးသေးဝဲမှုစိတ်နေစိတ်ထားအဆခက်သိမ်းချစ်စရာမြန်နိုစရာကြီးဖြစ်နေသည့်အတွက် ကိုမြင့်သူက မော့ကိုချစ်ချင်းမိဆိုရင်လည်းချစ်စရာပဲပဲကိုဟုအောင်းမိလိုက်သည်တို့ရတွင်ဤအေးမှလွယ်ကူလိမ့်မိအေးဟုမထင်သဖြင့်တွေ့ရင်တွေ့ရင်စိတ်မောလာသည်မောကိုကိုမြင့်သူနှင့်ထိုက်တန်သူကလေးပဲဟုယူဆသည် မောဟတိတ်ချဖို့ကောင်းတဲ့မိန်ကလေးကွဲ့ပစ္စည်းမရှိတာတကူကလွဲပြီးမောပေါ်မှာပြောစရာအပြစ်နာစာဘာတစ်ချက်မှမရှိပါဘူးအင်မတန်အဖို့တန်တဲ့မိန်ကလေးပဲသူမှဒီစိတ်မရှိဘူးဆိုတာမှန်တာပေါ့သူဘဝကိုကြည်ကြည်မယားကြာလေတိလေပဲသူဘဝဖရားရဲ့ဖုန်ကြီးเจ้าရဲ့အမေရဲ့ယုံအလုရဲ့အိမ်အလုရဲ့အဲ့ဓာတွေဟာသူဘဝပဲကွဲ့ သူမှတနေ့တနေ့အဲ့ဒီစိတ်တွေမှမရှိဘူးဆိုတာကြီးကြီးမေအတိဆုံးပေါ့ကိုမြင့်သူမှစိတ်ဝင်စားစွာနားထောင်လျက်ရှိနေစဉ်မော်မှဒီစိတ်မျိုးမရှိပါဘူးဆိုတာမော်ဤအတန်လေးကို ကြားရောင်လျက်နေမိသည်အမေတခုတမိတခုဖြစ်တော့အမေကိုနိုင်ကလည်းသူ့တမိကိုအိမ်တောင်ပြီးစားခြင်းနဲ့စိတ်ရှိမရှိ ကြီးကြီးမေမသိဘူးမော်ဖေဖေနဲ့သူနဲ့ကအတော်နာနာကြီးကြီးကွဲလာပုံထောက်တော့ သူ့သမီးကိုတောင်အိမ်တော်ပြုပေးခြင်းစိတ်ရှိခြင်းမှရှိမယ်။သမီးကလည်းသူ့မိစိတ်ချမ်းသာရင်ပြီးရောပဲ။ပါမစိုးအမိအကြိုင်လိုက်တဲ့နေရာမှာမင်းမြန်ကြည့်တာတောင်မသိခြင်းမှနဲ့တော့ကြည်ကြည်မရဲလို့ပဲပြောတယ်။အဲ့ဒါတော့အမိအကြိုင်လိုက်တဲ့မိန်းကလေးကိုမြင့်ထူးသည် ကြည်ကြည်မပြောသည့်အတိုင်းမော့အကြောင်းကိုတည်တန်းတလောက်တည်ပြီးဖြစ်၏။ဘောကားပေတော့အာသာကိုမိမိမလိုခြင်းပဲမိခင်က ယူခိုင်း၍မိခင်အလိုကြားလိုက်ရပုံကိုတတိယမိသည် ထိုသို့သဘောကျ၍သဘောတူရာပုံမျိုးတော့မဖြစ်စေလိုပြီမေတ္တာဖြင့်တုံ့ပြန်လက်ခံခြင်းကိုသာလိုလားမိပေသည်မော့မီမီတို့တော့ကျွန်တော်မလာတဲ့အကြောင်းကြည်ကောင်းပြောပြပါကြည်ကြည်မီဒီကိစ္စသူ့မီမီသိရမယ်မောင်မြင့်သူကြည်ကြည်မီတော့သိတယ်တဲ့နည်းဘာကိစ္စကြောင့်ကြည်ကြည်မီကိုလေးတန်းမှမဟာကြတယ်လဲမသိဘူးကြည်ကြည်မီပြောတတ်ပါတယ်မောင်မြင့်သူရဲ့သင်စရာမလိုပါဘူး ဒီကအချက်ဆိုနှစ်ကွက်ကမိတောက်ပြီးသားသူဒီမတီတိခောက်ချင်မယ်တည်တယ်ဆိုရင်နည်းနည်းစကားပြစ်ကြည့်မယ်ကွယ်ဒါထဲမတ်ကြော်တည်ရင်သဘောတူပါမလားကြည်ကြည်မေရောဘလို့တင်တယ်လဲကိုမြင့်သူကသူ့တင်မြင့်ချက်ကိုမပြောခင်ကြည်ကြည်မေကို ပြန်မေးသည်မင်းပဲပြောစမ်းပါအောင်ပြီးမှငါပြောမင်းကျွန်တော်ထင်ပါတယ်ကျွန်တော်ပြောရင်မောနဲ့ပေးစားမှာပဲဘလို့ကြောင့်ဒီလိုပြောနိုင်တယ်လဲ ជីជីမေမမတ်မိဘူးလားជីជីမေတက်သေးပဲဟာជីជីမေရှိမှာပဲဖေဖေတို့မေမေတို့ဂရိပေးကြတာပဲဘဲဟာလဲဘဲဂရိလဲမိမอยู่ရင်ကျွန်တော်စိတ်မချမ်းသာအောင်မလုပ်ဘူးဆိုတာအေးအစ်စ်ပေါ့ဟုတ်ပြီဟုတ်ပြီတတိယပြီအေးဟေးအေးဟေးជីជីမေဒီကိုမြင်ထူစကားမစုံမီဝမ်းသာအားရဝင်ပြောကသူကောင်းကိုတစက်စက်ညှိလိုက်သည်ជីជីမေရလဲမောင်မြင့်ထူလိုပါပဲ မောင်မြင့်သူ့ကိုမော်နဲ့သဘောတူမှာပဲလို့ထင်နေတယ်လीမိဘဆိုတော့ကွယ်ပြုံကနေဇက်မြင့်မသိရင်တော့စုံစမ်းစစ်စစ်မင်းမြတ်ချင်အောင်မှာပေါ့စုံစမ်းရင်ပရင်းစရာပြောသလိုပါပဲဘလို့လဲကြည်ကြည်မေရွှေအကြောင်းဖျောင်းသက်သေးဆိုရဲမဟုတ်လားမော်လဲပဲဒီအတိုင်းပဲစုံစမ်းရင်တော့ပစ္စည်းမရှိတော့မှအပအစစ်စေးခံနိုင်တဲ့အရေးချင်းတွေအဖက်ဖက်ကရှိတယ်လीမော်အကြောင်းကိုတည်တည်ချာချာတီးမှတန်ဖိုးရှိမှန်းတီးမှကွယ် ပီတို့မမေတို့ကပြစီမမက်ပါဦးជីជីမီအေးငါလဲသိပါတယ်မောင်မြင့်သူဒီကိစ္စမှာကိုရေးချိုနဲ့မက်ကြော်တို့အတွက်ကခင်းရင်းစရာမရှိပါဘူးခင်းရင်းမှာမော့မီမီမော့မီမီတော့မဟုတ်ပါဦးជីជីမီမောကလည်းအရေးကြီးပါတယ်မောကကျွန်တော်ကိုမချစ်ခင်ပဲမိဘစကားနားထောင်ရတာမျိုးတော့ကျွန်တော်မဖြစ်စေချင်ပါဘူးအဲ့ဒါလို့အဖြစ်မျိုးတော့ကျွန်တော်ဘက်ကလည်းမဖြစ်ချင်ဘူးជីជីမီဒီပြုံးနေ ਈ ပြုံးပြီးမှအတန်ထွက်အောင်ရည်နေသည်။ရည်ပြီးမှပြောသည်။အော်ကွယ်။မေသီလာရှင်လုံမမမဟုတ်တာပဲ။သူ့မှာအချစ်စိတ်ကုံဆုံးပြီလို့ဘသူပြောနိုင်တည်။တဖြည်းဖြည်းတော့စိတ်ပါလာမှာပေါ့။မြန်တော့မမြန်နိုင်ဘူး။တော်ယုံနဲ့တော့စိတ်ပါမယ်မင်းကလေးမဟုတ်ဘူး။မောကကျွန်တော်ပေါ်မှာမြစ်တာတက်ဝင်ဖို့ရာကျွန်တော်ဘလောက်ကြောင်အောင်မဲဆောင်းရဆောင်းရဆောင်းနိုင်ပါတယ်ကြီးကြီးမင်း။ ကိုမြင့်တူအားစိတ်ရှိစွာစောင့်ဆိုင်တက်ခြင်းအတက်ကိုသုံးနှစ်သုံးမိုးကြာမှ ပန်ပွင့်မြင့်သူစိုက်ပြိုထားသောတစ်ခွာပင်များကတင်ကြားပေးထားပြီးဖြစ်သည်။ကိုမြင့်တူမှာជីជីမေဟာတိုက်ပြီးရေနေမှជីជីမေရှိနိုင်မရှဲမကြောက် သူပြောဆိုနေမိသည့်အဖြစ်ကို ပြန်၍ရှက်လာကတမျက်နာလုံးနှီးမြန်းသွားသည်။လက်ဖက်ကောင်းစားခြင်းပလောင်တောင်တက်နှီးစီရမယ်တဲ့ ကြီးကြီးမရတော့အခုပြုံနေရင်မင်းတို့နှစ်ယောက်ကိုတိတ်ဖြစ်စေချင်းလာတာပဲဖြစ်မှာပါလေ ဖြစ်ကို ဖြစ်မှာပေါ့မလွဲပါဘူးကြီးကြီးမေအားပေးချက်မှာကိုမြင့်သူကိုဝမ်းသာအားတက်သွားစေအောင်ခိုင်မာနေချေသည်ကိုမြင့်သူကအားတက်တယောမေးလိုက်သည်ဘာကြောင့်လဲကြီးကြီးမေကြီးကြီးမေကအင်ဒရီကြီးနဲ့ပြန်ပြောသည် မောင်မြင့်ထူးနဲ့မော်နဲ့ဘဝကဖူးစာကိုပါရဲထင်းနေ။နှစ်ဖူးစာများမယုံနိုင်အောင်စမ်းကြဲတယ်နော်။ gain ကြည့်ပါလား။မောင်မြင့်ထူးနဲ့မော်နဲ့စုံစည်းရပုံဟာကြံကြံပန်ပန်စုံစည်းရတာမျိုးမဟုတ်လား။ជីជីမေကဒီအချက်ကိုထောက်ပြီးမင်းတို့နှစ်ဦးဖူးစာပါရဲလို့တွက်လိုက်တယ်။ជីជីမေထင်ရင်မှန်တတ်တယ်နော်။ជីជីမေဒီသူ့ထင်မြင်ချက်ကိုသူဟာသူထောက်ခံလျက်ဖြစ်စေခြင်းချင်းမှရှေးသူတက်၍ ဖြစ်ရမည်ဟုအပြည့်တွေ့ချင်လိုက်၏သို့သောကွန်မြင့်ထူးသည်ကြည်ကြီးမေ၏အယူအဆရှေးအဖွာကြီးများ၏အယူအဆဟုသဘောထားကအာမရှိလာပြီကြည်ကြီးမေဟာတခုတော့မှာခြင်းနဲ့ဒီစိတ်နဲ့စိတ်ဒုက္ခရောက်ပြီးမအိပ်ဖဲမစားဘဲလဲမနေနဲ့အောင်တော့မော့မီမီကို တဖြည်းဖြည်းတိုက်တော်မာမယ်မော်ကိုလည်းအခွင့်တာပုံပေါ်ရင်ကြည်ကြီးမေကြည့်ပြောပါမယ် ဒီအိမ်ကိုတော့ခါတိုင်းလိုပဲလာပေါ့ဟုတ်လားကိုမြင့်သူသည်ခေါင်းငြိမ်၍ပြလိုက်သည်ဘာပဲပြောပြောဒီနေ့ဒီအเจ้าကိုသိရတာကြီးကြီးမရဝမ်းသာတယ်မော်ဟာတိတ်လိန်မာတဲ့မိန်းကလေးပါ အခုခင်ပါလေဒီမိန်းကလေးမျိုးဟာရှာမရှာမို့ကြီးကြီးမရသဘောတူတာပါ မောင်ကျော်ဦးသိရင်လည်းသဘောတူမှာပဲ ဦးဦးကလည်းသဘောတူမှာပဲဒီကိစ္စကကိုကိုဦးသိပါတယ်ជីជីမေကိုမြင့်ထူမှာជីជីမေကိုမဖုံချင်တဲ့ဖြင့်အမှန်တိုင်းဖွင့်ပြောပြသည်ကြည်စံခွေးကဒီကိုတော့ဘာမှမပြောဘူးလေကြည်လေอืมနေအောင်ရုံကအလားပါစေအောင်ဒင်းတော့လားជីជីမေသည်ကိုကျော်ဦးမပြောရကောင်းလားဟုမကြည်နဲ့သည်ဟန်ဖြင့် မျက်နှာကြီးရှစ်ခေါက်ချိုးလျက်ပျော်ပြင်းမှဝါဖိုင်ဖိုင်ကိုခန္ဓာကြီးကိုလှုံရန်ကခွက်ထိုးခွက်လန်းရေမောလျက်နေသည် ကိုမြင့်တူးမှကိုကျော်ဦး၏တိုက်တွန်းအားပေးမှုကြောင့်ကြီးကြီးမေထန်လာဝင်းကြောင်းကိုဖွင့်ပြောပြကရဲနေသည်တိတ်ပြီးတဲ့ကောင်းမဲမပြောဘူးမဟုတ်သဘောကျတာတော့မပြောနဲ့လीချစ်စရာကောင်းလိုက်တာအမရဲ့လို့ခဏခဏပြောတယ် တို့အိမ်မတော့တိန်လုံးမှာပဲကွယ်မော်ဘသူမှ မချစ်တဲ့သူမရှိပါဘူးကိုမြင့်သူကပြုံးလျက်သူ့မိခင်ပေးလိုက်တော့အလူငွေ15ချက်ကိုအိတ်ထဲမှထုတ်ပေးလိုက်သည်အတော်ပဲဒီပတ်စံသွားပို့ရင်းနဲ့သွားရမယ်ကိုမြင့်သူပြန်သွားပြီးနောက်ကြည်ကြီးမေမမော်တို့အိမ်သူမော်ယုံကပြန်မရောက်ခင်သွားချင်လာ၍ဖြင့်တကြွကြွဖြစ်နေသည် အနည်းမတော်တော်နဲ့ပြန်မလာဒေါ်စောမီတို့အိမ်သို့သွားတော့ဧည့်သည်သည်စားတော့နေရခြင်းဖြင့်တော်တော်နဲ့ပြန်နိုင်မည်မဟုတ်မှန်းသူလည်းမသိမဟုတ်တီဤတီလျက်နေပင်အနင်းကိုကြာရမလားဟုတော့ပွားနေသည်နေလေတစ်ချက်တို့မှအနင်းပြန်လာ၏အိမ်ပေါ်မှမတရားသေးခင်အနင်းကိုအိမ်ဝမှကြာရမလားဟုစီမဲလိုက်သည်အမေကငါချွေးမလီ ဒီနေ့အိမ်ကိုပြန်မှပြန်လာပါတော့မလားလို့ဟေးအနင်းကဟဲ့ပပယ်ရင်လေသည်အမေရဲ့ပြန်မလို့ပါပဲစီတမင်းထိုးလို့စောင့်ပါအောင်စသွားပါအောင်ဆိုပြီးအတင်းဆွဲထားလို့ကြာနေတာပါအမေကိုလည်းအာရင်လာစားပါတဲ့ကျုပ်သွားမလို့ပါတော့ပြောပြီးပြချင်းထလာခဲ့လျက်အိမ်ထဲဝင်ထိုင်ထိုင်ချင်းစားလိုက်သည်ဒီမှာအမေရဲ့စီတမင်းလည်းစားတာပေါ့ လာရတဲ့ကိစ္စကိုလည်းအရင်နှောင်းထောင်စမ်းမအောင်ဒေါ်စောမီကဩဟုတ်ကဲ့စူစမ်းမအောင်ဟုရေကမောကပြောလိုက်သည်မောင်မြင်ထူးလာတယ်ကြည်ကြီးမေသည်မဆက်သေးပဲဒေါ်စောမီစကားရက်သွားလင်းဒေါ်စောမီမျက်နှာကိုအငယ်ခတ်ကြည့်သည်တော်စောမီသည် တွင်စင်သားသောမျက်လုံးများဖြင့်ပြုံးလျက်"အော်ဟုတ်လား"ဟုအေးဆက်ဆက်ဆိုလိုက်သည် ကြည်ကြီးမေရိမ်မိလေပြီအတန်ကြောင့်အောင်မပေါ်လာဘဲနေတော့သူ့အပေါ်အော်ဟုတ်သလားစကားလောက်ဖြင့်မလုံလောက်ခြင်းကြောင့်မော်ပြော၍ဒေါ်စောမိတိထားပြီးဟု တထင်ချတွန်းလိုက်သည်အမိကိုမမကြီးမေးပြရစေမောင်မြင့်သူကိစ္စနဲ့ပတ်သက်ပြီးအမိတိတာမမကြီးသိပြရစေမမကြီးကိုအမအရင်ချလို့သဘောထားလျက်နဲ့အမိဘာမှမပြောတာမမကြီးစိတ်မကောင်းဘူးဒေါ်စောမိသည် အတန်တာတာလေးဖြင့်ရေမောလိုက်လေသည်ရေပြီးမှပြုံးစိချူစီသောမျက်နှာဖြင့်ခက်ရွှင်ရွှင်ပြန်ပြောသည်ဟုတ်ကဲ့ပါရှင်ဆရာမကြီးဂျာနေကျော်မမလေးရေးသားထားတဲ့ရင်းနေအောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်း၁၈အနည်းဖြင့်ခိတရန်နာပါစီရှင်နားဆင်ပေးကြကြတယ်မေဦးမိသားစု တူးတယောက်ချင်းစီတိုင်းကိုဂျေဇူးအထူးအထူးကိုတင်ရှိပါရနော်မေဦးမိသားစုအပေါင်းတို့လည်း ဘေးရန်တွင်အပေါင်းမှကင်းဝေးလို့လုံခြုံကြပါစေရှင်။